င်္ဂလာပါရှင်ဒီနေ့မှာတော့စုကထမင်းကြော်ကိုစားတောက်ဆိုင်တွေမှာကြော်တဲ့နေ့တိုင်းကြော်ပါမယ်ကဲဒါဆိုရင်တော့စုဘလို့ကြော်လဲဆိုတာလိုက်ကြည့်ကြည့်ကြရအောင်ဒါလေးတွေကတော့ထမင်းကြော်ကြော်ဖို့အတွက်စုပြင်ဆင်ထားတဲ့ပစ္စည်းလေးတွေပါပထမဦးဆုံးစူပြောင်းမှုတွေကိုလှီးလိုက်ပါတယ်။ချွေယူလဲရတယ်ပေါ့နော်။စူကတော့မြန်အောင်လို့လှီးပဲလှီးယူလိုက်ပါတယ်။မုံလာဦးနီကိုလည်းစူအသုံးသေးသေးလေးတွေလှီးလိုက်ပါတယ်။ ငရုတ်ဘွားဒီကိုလည်းစုမုံလာဦးနှစ်အရွယ်လောက်လှီးလိုက်ပါတယ်။ငရုတ်ဘွားဒီနေရာမှာဘူစားပဲတို့ပဲတော့ရှိတို့ကိုတုံးလဲရပါတယ်နော်။သူကတော့အိမ်မှာရှိတာကိုပဲထည့်လိုက်တာပါ။ချစ်တုံမြူသုံးမှားလားကိုလည်းဓာပြရိုက်ပြီးတသေးလေးတွေလှီးလိုက်ပါတယ်။ခုဆိုရင်တော့ထမင်းကြော်ကြော်ဖို့အတွက်ပစ္စည်းတွေအားလုံးစင်သစ်ဖြစ်ပြီဆိုတော့စားကြော်ပါတော့မယ်။ ထမင်းကြော်မကြော်ခင်ပေါ့နော်ဆုထမင်းကြော်နဲ့သွေးစားဖို့အတွက်ကြက်ဥတလုံးကိုအရင်ကြော်လိုက်ပါတယ်ကြက်ဥကြော်ထဲမှာတော့ဆုစားတပွေးနှစ်ပွေးထည့်လိုက်ပါတယ်နော်ကျုပ်ချော်ထားတဲ့စီရွက်များနေလို့စုတစုံလောက်ခတ်ထုတ်လိုက်ပါတယ်။ထမင်းညော့ကြော်ဖို့အတွက်အိုးလေးကိုထောဘက်နေငယ်ထည့်လိုက်ပါတယ်။ ထော်ဖက်တွေပြော်ပြီးဆိုရင်တော့နှုတ်ဆင်းလာတဲ့ကြက်တုံပြူတွေကိုထည့်လိုက်ပါတယ်။ကြက်တုံပြူနဲ့မွေးလိုက်ပြီးဆိုရင်တော့အသုံးသေးသေးလေးတွေတုံးထားတဲ့ကြက်သားတွေကိုထည့်လိုက်ပါတယ်။ကြက်သားတို့တွေကြက်တဲ့အထိပေါ်တော့ခဏအရင်ကြော်ပြီးလိုက်ပါတယ်။ကျသားတော်တွေကကြက်ပြီးဆိုရင်တော့ကြက်ဥတလုံးကို ဖောက်ထည့်လိုက်ပါတယ်ကြက်ဥကိုအဖက်လေးတွေနဲ့ရချင်းလို့ချက်ချင်းမမှုပဲနဲ့ခဏစောက်ပြီးမှမှုပါမယ်နော် ပြီးတဲ့အခါမှာတော့စုလှီးထားတဲ့အသီးတွေကိုထည့်လိုက်ပါတယ်အသီးတွေကျတဲ့အထိကြော်လိုက်ပါတယ်အသီးတွေကိုတော့အကြာကြီးကြော်စရာတော့မလိုပါဘူးကျဲမြန်ပါတယ်နော်အသီးတွေလည်းကျက်ပြီဆိုတော့ထမင်းကိုထည့်ပါမယ် ရတာအတွက်ကစားအနေငယ်ထည့်ပါမယ်။စက်သားမှုအနေငယ်ထည့်ပါမယ်။အချိုမှုအနေငယ်ထည့်ပါမယ်။တကြားအနေငယ်ထည့်ပါမယ်။ပဲငန့်ပြရည်အကျဲကိုလက်ဖက်စားစုံနဲ့သစုံနဲ့တဝက်ထည့်ပါမယ်။ခရုစီကိုတော့လက်ဖက်စားစုံနဲ့နှစ်စုံထည့်ပါမယ်။ပဲငန့်ပြရည်အနောက်ကိုလည်းလက်ဖက်စားစုံနဲ့သစုံနဲ့တဝက်ထည့်ပါမယ်။

။ရတာကလည်းအနေတော်ဖြစ်ပြီးဆိုတော့နောက်ဆုံးမှအနှံ့မှုအောင်လို့မြို့ကောင်းမော့အနေငယ်ဖြူလိုက်ပါတယ်။ပြီးထားတဲ့ကျတော်မိတ်တွေကိုလည်းထည့်လိုက်ပါတယ်နော်။ခုစုကြော်ထားတဲ့ထမင်းကြော်နီးလေးကတော့စားတောက်ဆိုင်တော်တော်များများမှကြော်တဲ့နီးလေးပဲဖြစ်ပါတယ်။ခုစုရင်တော့အနက်မှုမှုလေးနဲ့အရန်ကိုစားကျင်စရာကြီးဖြစ်နေပါပြီ။ ခုလိုမျိုးအရသာရှိပြီးချဲရတာလွယ်ကူတယ်ဟင်းချက်နီးများနဲ့မုတ်လုံးနီးများကိုအမြဲတင်ပေးသွားမှာဖြစ်တဲ့အတွက်သူ့ရဲ့ Facebook page နဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ဖို့မမေ့နဲ့နော်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတပါ